အကယ်ဒမီရထားပေမဲ့တင်ယောက်ဆောင်အစင်မဟုတ်ကြောင်းထောက်ပြခံလိုက်ရတဲ့နေဝင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင့်နေဝင်ကအစိုးရကနေတရုတ်ဆောင်လောကရဲကိုကူးပြောင်းလာတဲ့သူတယောက်ဖြစ်ပါတယ်။တချင်းနေဆောင်ရင်းနဲ့ဝါသနာပါရရုပ်ရှင်ကိုလည်းရိုက်ကူးနေတာပါ။သူအနေနဲ့အခုလိုမျိုးဘဝတစ်ခုရလာတဲ့ချိန်မှာအခွင့်အရေးတွေရတော့ရုပ်ရှင်ရိုက်ကူးမယ်ဆိုတဲ့စိတ်နဲ့အမှုပညာအလုပ်တွေကိုလှုပ်လာခဲ့တာဖြစ်ပါတယ်။နေဝင်းကတော့ကန်နေစန်းနေထားတယ်လို့ပြောရမလားပဲ။ပထမအောင်ဆုံးရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးမှတင် အကယ်ဒမီစုကြီးရရှိလာခဲ့တာဖြစ်ပါတယ်အခုချိန်မှာဆိုရင်လေနေဝင်းအတွက်ဒုတိယမြောက်အကယ်ဒမီမှန်းလို့ရမယ့်ရုပ်ရှင်ဇာတ်ကားကြီးတကားကပေါ်ထွက်လာခဲ့ပါပြီ ပြောတန်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာနေဝင်းကပါဝင်တရုတ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားကြီးမှာဆိုရင်နေဝင်းရဲ့တရုတ်ဆောင်ချက်တွေကကြမ်းတမ်းလွန်းလာမှုတော်တော်လေးကိုမုန်းကြရပြီးအဲ့ဒီဇလန်းကြီးမှာပါဝင်ခဲ့ကြတဲ့တရုတ်ဆောင်နေနေနဲ့နေဝင်းကိုအပြင်းမာအောင်ခြင်သွားတဲ့အထိဖြစ်ရအောင်နေဝင်းကတရုတ်ဆောင်နိုင်ခဲ့ရဆိုပြီးချီးကျူးခဲ့တာမျိုးတွေရှိပါတယ်။ဒါပေမဲ့ဒီလိုတွေချီးကျူးနေကြပေမယ့်အမှုပညာလောကမှာနာမည်တစ်လုံးနဲ့ရက်တီမှုတွေရှိခဲ့တဲ့မျိုးတနာထွန်းကတော့ဝေဖန်ထောက်ပြလာပါတယ်။မျိုးတနာထွန်းကလက်ရှိမှာစီနီယာအမှုပညာရှင်တယောက်အနေနဲ့ဇာတ်ကား ရီမှာကြာရတာဝန်ကိုပြည်ပြောင်းတယုတ်ဆောင်နေခဲ့တာပါမြို့တနာထွန်းကအမှုပညာလုပ်တွေရန်နာထားတာခုနောက်ပိုင်းမှာသာပြန်ပြီးတော့စကားတွေရိုက်ကူးတာပါပြန်ပြီးတော့ရိုက်ကူးတဲ့အချိန်မှာမြို့တနာထွန်းကနေဝင်းတို့နဲ့တွဲဖက်ပြီးတော့တယုတ်ဆောင်ပါတယ်သူမလုံးစီနီယာတယုတ်ဆောင်တယောက်အနေနဲ့နေဝင်းကတက်တစ္ဆာတသားပဲရှိနေတာပါနေဝင်းနဲ့ပြောတန်ဆိုရင်ရုပ်ရှင်စကားကြီးမှာတွဲဖက်ပြီးတော့တယုတ်ဆောင်လာတဲ့အချိန်မှာအိုက်တင်ပိုင်းကိုအသေးစိတ်ကြည့်ဖြစ်ခဲ့ပါတယ်အခုချိန်မှာရုံတင်ပြသနေတဲ့ပြောတန်ဆိုရင်ရုပ်ရှင်စကားကြီးမှာနေဝင်းခင်ဝင်းဝါအေဝီတောင် မျိုးတနာထွန်းတို့ကအဓိကဆက်ဆောင်နေနဲ့ပအဝင်တရုပ်ဆောင်ထားတာဖြစ်ပြီးခက်ကြမ်းကြမ်းခိုင်ရိုင်းရိုင်းကာရိုက်တာနေနဲ့နေဝင်းကတရုပ်ဆောင်ထားခဲ့တာပါနေဝင်းရဲ့ identity ကမျိုးတနာထွန်းရဲ့မျက်လုံးထဲမှာတော့လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်လို့မြင်ရပါတယ်ဒါအပြင်နေဝင်းကိုပရိသတ်တွေကအားမလိုအားမရဖြစ်နေကြတယ်ဆိုတာကိုလည်းမျိုးတနာထွန်းကပြန်ပြီးတော့မှကြားရပါတယ်အတူတူဘက်တရုပ်ဆောင်တဲ့အချိန်မှာနေဝင်းရဲ့လိုအပ်ချက်တွေအများကြီးကိုမြင်တွေ့ခဲ့ရတာပါ ဒါကြောင့်မလို့နေဝင်းကတရုတ်ဆောင်စစ်စစ်တရားမဟုတ်သေးဘူးဆိုပြီးမျိုးတနာထွန်းကထောက်ပြလာခဲ့ပါတယ်။နေဝင်းရဲ့ identity ကတကားနဲ့တကားထက်နေတာမလို့ပြည်သက်တွေကလည်းအားမလို့အားမရဖြစ်နေပါဗျ။ သူအနေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတရုပ်ဆောင်တဲ့အခါမှာကြော်ဟင်းနဲ့အနီးကပ်နေရတာမျိုးမရှိဘူးဆိုပေမဲ့ idea တွေဇာတ်ကားပြောင်းဟန်နေဝိပုံစားပုံသွားပုံလာပုံတွေကကြော်ဟင်းနဲ့အရန်တူနေတာကြောင့်ပရိသတ်တွေကအားမရတော့ပါဘူးအကယ်ဒမီရတဲ့ကားမတော်ကတော့ကြော်ဟင်းနဲ့တူလို့တရုပ်ဆောင်ကောင်းတယ်ဆိုပြီးချီးကျူးခဲ့ကြပေမဲ့နောက်ထပ်ထွက်ရှိတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ idea တွေကထက်နေလို့ပါမျိုးသနာထွန်းလို့အမှုပညာရှင်ကြီးကတော့နေဝင်းကိုကြော်ဟင်းနဲ့တူရဲလို့မမြင်ပါဘူးကြော်ဟင်းရဲ့ idea ကိုဘယ်သူကမှလိုင်းမလုံနိုင်တယ်လို့ကြော်ဟင်းဆိုတာတယောက်တည်းသာရှိတာလို့ခံယူထားတာပါနေ င်ဝင်းကကြောင်ဟင်းနဲ့မတူရဲ့သူ့ရဲ့ပုံစံနဲ့ကွဲထွက်နေတာမျိုးကိုယ့်ပုံစံနဲ့ကိုအောင်မြင်စေချင်တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့မျိုးတနာထုံးကတော့နေဝင်းကတရုတ်ဆောင်နဲ့ဆိုပြီးမဲ့တရုတ်ဆောင်ဆစ်စစ်မဖြစ်သေးဘူး။နောက်ပိုင်းမှာတော့ကိုယ့်ရဲ့ character နဲ့ကိုအောင်မြင်သွားစေချင်တယ်ဆိုပြီးပုံပွင့်လင်းလင်းပြောလာတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးနေနဲ့ရောနေဝင်းက Academy တစုရထားပြီးမဲ့တရုတ်ဆောင်ဆစ်စစ်မဖြစ်သေးဘူးလို့မြင်လား။ဘလို့ပုံစံမျိုးတွေဖြစ်စေချင်လဲဆိုတာ video အောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်။